အိပဋ္ဌံပူဆိုရင်သိကောင်းလားဒါအကြောင်းအကျိုးတွေယုံနံတွေခွဲနေတာပဲအပြောချင်တာကအဲ့ဒီမှာရွာတရာမှာပေါ့လေအဲ့ဒီမှာဆရာတော်ចောင်းတိုက်ဆရာတော်ကြီးတပါရှိတယ်အဲ့ရွာမှာအဲ့ဒီမှာနည်းနည်းစိတ်မနှံ့တဲ့တကာကြီးတယောက်ရှိတယ်ဒီတကာကြီးကအမတန်ဆိုးတယ်သူ့ပါဇက်ကအယုတ်တအနတ္တဆဲရင်းနေတာပဲရှိတယ်သူ့ပါဇက်ကြီးဟုတ်ပြီလားဘုံကြီးចောင်းလာတဲ့ယူလိုလိုပါလို့ဆဲပြီးတော့အဲ့လိုမျိုးနေတယ်ဆရာတော်ကကြားတော့ဆရာတော်ကမေတ္တာရှိကြားတော့အဲ့ဒီခေါ်ခိုင်းလိုက်တယ်အဲ့ဒီ ဲ့ဒီတကာကြီးကိုခေါ်ခိုင်းလိုက်ဆရာတော်ခေါ်လို့လဲသူကလာတယ်အဲအယူတော့နည်းနည်းတော့ပါတော့ဘုန်းကြီးကထမင်းလက်ကဆာတော့နည်းနည်းတော့ပါတော့ဟုတ်တော့နော်ဆရာတော်ပြောတော့နားတော်တယ်အဲသူလိုက်လိုက်တော့အေးတကာကြီးရဲ့ဘာဖြစ်လို့ဒီဟာဆဲရီးနေတာပဲလုံနေတာလဲကွယ်မင်းရွတ်ချင်မင်းမတင်ပေးမိကွာမင်းလိုက်ဆိုဟေတုပစ္ဆေယောပြောတယ်ကမကြီးတို့ဟေတုပစ္ဆေယောအေးဟေတုပစ္ဆေယောဟေတုဆိုဟိတ်၆ပါလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ကောင်းတဲ့ဘက်ဆိုရင်အာလောဘဟိတ်အာဒေါသဟိတ်အာမောဟဟိတ် ်ဦးစင်းတို့မှာတဏီကုန်ဟိတ်6ပါးနဲ့လဲနေတာဒကမကြီးတို့သိလားအဲ့ဒီဟိတ်6ပါးမှာဒကမကြီးတို့လဲပတ်နေတာလောဘဒေါသမောဟဟိတ်6ပါးကမများဘူးလားအဲ့ဒီဟိတ်6ပါးများရင်အပယ်ရောက်ဖို့များတယ်ဟုတ်ပြီလားအလောဘအဒေါသအမောဟဟိတ်တွေနဲ့လဲပတ်ရင်နိဗ္ဗာန်ရောက်ဖို့ကြီးတယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ကိုယ်ကိုလောဘအဖြစ်မခံနဲ့မကျင့်တတ်မှုဒေါသတွေအဖြစ်မခံနဲ့တွေ့ဝင်မှုမောဟတွေအဖြစ်မခံနဲ့တတိလေးနဲ့နေရမယ်ဘာနဲ့နေရမလဲအေး ဒါဟေတုပစ္စည်းရောဆိုတာအတိတ်ပဲအကျယ်ကြီးနော်ဟေတုပစ္စည်းအကြောင်းတရားတွေပြောတာဟုတ်ပြီလားရေတောင်းမျက်နဲ့တူဟေတုပစ္စည်းအကြောင်းတွေချုပ်မှအကျိုးတွေချုပ်ငိမ့်သွားမှာဟုတ်ပြီလားနိဗ္ဗာန်တည်းတောင်ရောက်တယ်နားလည်ပါဦးဆင်းပြောတာအဲ့ဒီအယူဘာမှမသိဘူးဆရာတော်ကဗုဒ္ဓရဲ့ဒီပါဠိတော်တွေဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကတအားအစွမ်းတတ္တိရှိတယ်ဇာနာတကမကြီးတို့မသိတာတော့အကျိုးရှိတယ်မသိတာတော့ဒါဘာဖြစ်လို့လဲဆိုတော့ဒါထူချမှုပဲဗုဒ္ဓရဲ့ဒီလေးသိဉ္စကပါတိန်ပါရမီတော်တွေဖြစ်ပြီးမှဟောကြတဲ့ဗုဒ္ဓရဲ့ပါဠိတော်တွေ တကမယုံမကဲ့ရဲ့မိစေနဲ့ကျန်လားအထင်မသိမိစေနဲ့ကျန်လားအေးအတိတ်ပဲတိပြီးရွတ်ရင်တော့အကျိုးတရားပြောလို့မကုန်ဘူးဆိုတာသဘောပေါက်လင်းတို့သား900အကြောင်းကြားဘူးတယ်မဟုတ်လားအေးအဲ့ဒါကြောင့်ဦးစင်ကပြောနေတာဟုတ်ပြီဒီအယူလိုလိုဘာလို့တကာကြီးကိုဆရာတော်ကဆုံးပါတကာကြီးရဲ့အယုတ်တအနတ္တတွေမလုပ်ပါဟေတုပစ္စည်းရောရွတ်သွားတယ်သူကလည်းဆရာတော်ကိုကြောက်ပြီးရွတ်ဟေတုပစ္စည်းရောဆက်ဆိုဟေတုပစ္စည်းရောအဲ့ဒါပဲတင်ပေးတယ်တလုံးပဲတင်ပေးတယ် ဆရာတော်အဲ့ဒါယူရင်ဆရာတပြည့်တော်ထမင်းကျွေးမယ်အာကျွေးမယ်မင်းကထမင်းကျွေးမယ်အယူကသူ့သူအဲ့ဒါလေးယူပြီးရင်ဂျင်းနဲ့ပြီးဆရာတော်ကဘာဖြစ်လို့ဆဲတာနဲ့ဆိုင်ရင်မကောင်းဘူးလားစဉ်းစားကြည့်ဆဲတာနဲ့ဆိုင်ရင်ဟေတူးပစ္စည်းရောယူနေတာမကောင်းဘူးလားအေးတကမာကြီးတို့သဘောပေါက်ဒီတန်တရာတစ်လျှောက်လုံးဥစဉ်တို့ဒီပါဇက်ကြီးဟာမကောင်းတာတွေပြောပြီးတော့သေပွဲဝင်ခဲ့ရတယ်ပြောပြီလားအေးအခုဒီခုနအယူလိုလိုဘာလိုလိုတကာကြီးရသူ့ရဲ့မကောင်းတဲ့အချင်းကိုဆရာတော်မပြင်လိုက်ဘူးလားအမြဲတမ်းဆဲရေးချိန်မောင်းနေတဲ့ကောင်ကြီးကအခုတော့ဘာဖြစ်သွားလဲ ဟေတုပစ္စယောဟေတုပစ္စယောသူတော်တဲ့ဟိုသွားပြီးထင်းနေလိုက်ခုတ်တယ်။သူကထင်းနေခုတ်ပြီးရောင်းစားတာပေါ့။သူကဟိုလိုက်သွားနေတော့ပုံကိုဆိုတော့သူလည်းရှာဖွေရတာပဲ။အဟေတုပစ္စယောဟေတုပစ္စယောတစ်ပင်နေခုတ်ခုတ်ပြီးတော့ရောင်းစားတယ်။ပြောချင်တာအဲ့ဒီရွာမှာနတ်ကွင်းကြီးတစ်ခုရှိတယ်။နတ်နတ်တွေပေါ်ပေါ်တစ်ပင်ကြီးကြီးရှိ။ကျမ်းတယ်လို့နာမည်ကျော်တယ်။အဲ့ဒီတစ်ပင်ကြီးကလူတွေကမခုတ်ရဘူး။အဲ့ဒီတစ်ပင်နားမှာဆိုကြလား။ပြီးရင်ဟိုဖိုးပြောတီပြောတော့မပြောရဘူး။နတ်ကြတော့လူတွေကကြောက်တယ်။နတ်ဝေကြတော့လူတွေမှာရှိတယ်။ကြောက်တယ်။ အဲ့ဒီအယူလို့လို့ဘာလို့တကာကြီးကခင်းနေခုတ်သူမရှိတော့ရင်အဲ့ဒီတစ်ပင်ကြီးကြီးနားသွားပြီးတစ်ပင်တွေလိုက်ခုတ်တယ်နောက်ဆုံးကုံဝိုင်းရင်အဲ့ဒီတစ်ပင်ကအကိုင်းလေးတွေမှာသူလိုက်ခုတ်တာအဲ့ဒီကတကယ်ကြမ်းတယ်အဲ့ဒီနှက်ကြီးကလည်းသူ့ကိုဘလို့ပြောမဆိုတော့တွန်းချတာချလို့မရအောင်ဟိုကဟေတုပစ္စည်းရောခံထားပေးတယ်လေဒီကောင်ကအယူလို့လို့သူ့ရဲ့ပါဆက်ကအမြဲတမ်းညွတ်နေတာ non stop ညွတ်နေတာအာစိန်ငကံဖြစ်သွားတာဘာဘာဖြစ်သွားတာလဲအဲ့တော့မကြီးတို့က တေငန်ဒီမှာတတိရတာမျိုးမဟုတ်ဘူးနော်ဦးစင်းပြောချင်တာဒီအယူကိုနမူနာယူစေချင်တယ်စာနမူနာယူစေချင်တယ်အလုံးတစ်ခုလုပ်ရင်ကောင်းတဲ့အလုံးကိုထောက်လျှောက်လုပ်ပြရအခုဆရာတော်ကဂုံတော်ပွားခိုင်းတယ်ပေါ့ဓမ္မကြီးတို့ဓမ္မကြီးတို့ကတတိယမှာပွားရမှာမဟုတ်ဘူးကြာလားပုံမှန်လေးမိမိတို့ကနေနိုင်ဝက်နိုင်နိုင်ဝက်ညနိုင်ဝက်နေအဲ့ဒါပြီးတဲ့ပြင်ကြံတဲ့အချိန်ကဘာလုပ်ပြရလမ်းလျှောက်ရင်ねခုတတိယနာနဲ့အာရဟံအာရဟံပွားသွားရအောင်မလွယ်ဘူးလားလွယ်လားဦးစင်းပြောတာ စဉ်းစားကြည့်ဒီကမကြီးလူကိုကပတ်စံလူရင်တော့ပတ်စံကုန်သေးတယ်နားလည်လားဦးဇင်းပြောလားမကုန်ဘူးလားကုန်လားဒီမကြီးတို့အလှလုံးရင်တော့ပတ်စံမကုန်ဘူးလားအဲ့ဒီဂုံတော်ပွားတာအလှလုံးတာထက်အစပေါင်းများစွာတာတယ်ဗျာကဲဒီကမကြီးတို့ကလှတာတော့ပဲဝါသနာပါပတ်စံမကုန်ခဲနဲ့အဲ့ဒီထက်ကုသိုလ်ထူးတဲ့ဂုံတော်မပွားချင်ဘူးလားအဲ့ပွားတော့ဘို့ဟုတ်တော့မလားတော့လျှောက်ပဲအဲ့ဒါဒီကမကြီးတို့လောကီလောကုတ္တရာတအားကြီးမာကြီးအကျိုးတရားတွေနားလည်လားဦးဇင်းပြောလား အဲ့ဒီအယူကအမြဲတမ်းဟေတုပစ္စောပဲယွတ်နေတာယွတ်တော့အရာနဲ့အဲ့ဒီ衲ကြီးကသူ့ကိုတွန်းချတာတွန်းလို့မရဘူးနောက်ဆိုသူစိတ်တူတယ်衲ကြီးကလုံးလုံးမရဘူးအယူကိုလုံးလုံးမရဘူးခလေးတရားကိုဝင်ပူးတာဝင်ပူးတော့သူချင်းတယ်အဲ့ဒီအယူကိုပြောပြဝအောင်ကွာတယ်ငါလည်းမနိုင်ဘူးတဲ့သူ့ငါသက်ဖို့လို့တာဒီကောင်ကဟေတုပစ္စောယွတ်နေတာငါ့ကိုခံရတာလုံးလုံးမရဘူးတဲ့စင်စားကြီးနောက်ဆုံးသူတစ်ပင်အောက်ကိုဆင်းတော့မွေတကောင်ပေါက်ဖို့လို့တာတဲ့အဲ့ဒီမွေကောင်ကကာကွယ်ပေးလိုက်ရတာတဲ့သူဟေတုပစ္စောယွတ်နေလို့ငါတစ်ပင်အောက်မှာတေးငါဒုက္ခရောက်မှာတဲ့ ဖရာရဲ့နှုတ်ကပတ်တော်ကြီးဟာအဲ့လိုယေရှုများတယ်ဆိုတဲ့အကြောင်းလေးပြောပြတာပါကျမ်းစာတော်မှာယူဥစဉ်ပြောချင်တာကအဲ့လိုဗုဒ္ဓရဲ့နှုတ်ကပတ်တော်တွေကိုလည်းရွတ်ဖတ်တဲ့အချိန်ရွတ်ဖတ်ပါအဓိကတော့ဘာဝနာကိုပွားစေခြင်းတယ်ပေါ့နော်အဲရွတ်ဖတ်တဲ့အချိန်နဲ့ရွတ်ဖတ်ရွတ်ဖတ်လို့မေတ္တာတွေပို့ပြီးရင်ဖရာကုံတော်တွေပွားမယ်ကိုဆိုင်ရဝိပဿနာရှုနေတဲ့လူကဝိပဿနာရှုဖို့ဟုတ်လားဥစဉ်ကတော့ဂုံတော်ပွားဖို့ဒီနေ့အထူးတိုက်တွန်းပါတယ်ပဋ္ဌာန်းတွေလည်းပူဇော်ဖို့အပြီးတော့မှအခါတော်နေကိုပူဇော်တော်အဖြစ်ဒီအကြောင်းတွေဟောပြောပေးခြင်းဖြစ်ပါတယ်နားလည်လား